မင်္ဂလာပါရှင်မြမပြည်သူပြည်သားပေါင်းကိုစိတ်နှဖျားစမ်းမစေဖို့စွတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တက်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းရဲ့အောင်မြင်မှုအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုလို့မြို့သားညီညွတ်ရေးအစိုးရကတဝန်လွှာပေးပို့ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းရင်အောင်မြင်မှုအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုလို့မြို့သားညီညွတ်ရေးအစိုးရကဇွန်လ25ရက်မှာပြုလုပ်တဲ့ဇဂိုင်း Federal Unit လွှတ်တော်အစည်းအဝေးကိုပေးပို့တဲ့တဝန်လာမှာဖော်ပြခဲ့ပါတယ်။ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ရှိနေခြင်းက တော်လိုင်းရင်အောင်မြင်မှုအတွက်သာမကအနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်ပါအလွန်ရေးကြည့်ရကြရှေ့ဆက်ပြီးအခုလိုပူပေါင်းဆောင်ရွက်ပြီးနိုင်ငံရေးထလိမ့်များပုံမခိုင်မာလာစေရန်အာထုတ်ကြိုးပမ်းသွားဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးနက်ရှုမြင်တယ်လို့ဖော်ပြထားပါတယ်စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများတော်လိုင်းရေးအင်အားစုများအားလုံးရဲ့ဘုံရီမှန်းချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်လက်တွဲညီညီ စူပေါင်းအားထုတ်ဂျိုးပန်းဆောင်ရွက်နေမှုများကိုမြန်မာကာလမှာပုံမှုခိုင်မာစွာမြင်တွေ့ရတယ်လို့ဖော်ပြထားပါတယ်။ခိုင်မာသောစီးလုံးညီညွတ်မှုနဲ့ဂျိုးပန်းအားထုတ်မှုများကတော်လှန်ရေးအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အင်အားဖြစ်တဲ့အပြင်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်ရမှာလဲအရေးပါတဲ့အုတ်မြစ်များဖြစ်လာမှာကိုခိုင်မာစွာယုံကြည်ရဲလို့လည်းတဝန်လောက်မှာဖော်ပြထားပါတယ်။ Federal Democracy ပြည်ညင်အစိပ်အပိုင်းနှင့်အခန်း၈ အပိုက်52အရစကိုင်းဖယ်ရယ်ယူနစ်ရဲ့ဥပဒေပြူရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးရန်ရာများပေါ်ပေါက်လာစေရဲ့အတွက်စကိုင်းဖယ်ရယ်ယူနစ်လွှတ်တော်အနေနဲ့ဒေတာအခြေပြုတော်လိုင်းအင်အားစုများနဲ့ပူးပေါင်းကဂျိုးပန်းဆောင်ရွက်နေမှုများကိုလည်းအပြည့်အဝပူးပေါင်းပါဝင်ကူညီအားပေးထောက်ခံနေရလို့ဆိုပါတယ်။ စကိုင်းဖက်ရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများစုပေါင်းပြီးတော့ဖက်ရယ်ယူနစ်အစိုးရတရက်ပေါ်ပေါက်ရေးအတွက်လိုအပ်သောအခြေခံမူများချမှတ်နိုင်ရေးလက်တွဲကညီအလုပ်လုပ်ဆောင်လာနိုင်ခြင်းကမြေပြင်ရဲ့လိုအပ်ချက်ကိုအခြေခံတဲ့ဖက်ရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးရဲ့ခိုင်မာသောခြေလှမ်းဖြစ်ပြီးအနာဂတ်ဖက်ရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့တော်ဝင်လာမှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မကွေးဒေတာတော်လိုင်းအင်အားစုများကိုရရဲ့ Federal Democracy ပြောင်စုတိဆောက်ရေးအတိုင်းဥတီချီတက်နေတဲ့အပေါ်ဂုံယူဝမ်းမြောက်တယ်လို့ပြောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကတဝန်လွာပေးပို့ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်မကွေးတေတာတော်လိုင်းအင်အားစုများကိုရင်ဟာရွေဦးတော်လိုင်းပြည်အောင်စု မျော်ရည်ချက်ဖြစ်တဲ့လွလတ်မှုတရားမျှတမှုဒန်းတို့ညီများမှုကိုအာမခံပြီးငြိမ်းချမ်းတဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတိုင်းဥတီချစ်တက်နေတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကိုစားဂုံယူဝမ်းမြောက်တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်မန်ဝဲခိုင်တန်းကဇော်လ25ရက်ကကြာရောက်တဲ့မကွေးတေတာတော်လိုင်းအင်အားစုများကွန်ရက်ဖွဲ့စည်းတည်ထောင်မှုနှစ်နှစ်ပြည့်အခမ်းအနားကိုဂုံပြုတုံဝင်လာပေးပို့ခဲ့ပါတယ်။တော်လိုင်းကာလာတခြားလူမှုနိုင်ငံရေးကဏ္ဍအတီးတီးတဲ့ ထထဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့တပိတ်ကောမဒီနဲ့လူလူတိုက်ပွဲကောမဒီအသီးသီးမှဒေသခံအဖွဲ့ဝင်တွေလူမှုနိုင်ငံရေးအင်အားစုတွေမီဒီယာများထောက်ပို့အဖွဲ့ဝင်ရဲဘော်များသူတေတီများကိုလိုက်လိုက်လဲလဲခုံပြူတယ်လို့ပြောင်စုဝင်ကြီးချုပ်ကပြောပါတယ်။ဒါအပြင်ကဏ္ဍဆောင်မှရဲဘော်ရဲဘက်တော်လိုင်းအင်အားစုတွေနဲ့တတိတီစုဖွဲ့ခဲ့တဲ့မကွေးဒေသတော်လိုင်းအင်အားစုများကွန်ရက်ရဲ့ ခိုင်မာတဲ့စီလုံးညီညွတ်မှုနဲ့ဇွမ်းနပယ်ကြီးစွာကြိုးပမ်းအားထုတ်မှုများကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လင်းလက်စွာအတိမတ်ပြုလှိုက်လဲစွာဂုဏ်ပြုတယ်လို့ဆိုပါတယ်။ဒီကြိုးပမ်းအားထုတ်မှုတွေဟာတော်လိုင်းရေးအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အပြင်အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်တဲ့အခါလဲအရေးပါတဲ့အုတ်မြစ်များဖြစ်လာမယ်လို့ခိုင်မာစွာယုံကြည်ပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ မကွေးဒေသတော်လိုင်းအင်အားစုများကိုရဟာຫນွေဦးတော်လိုင်းရဲ့ပြည်အောင်စုမျိုးရည်ချက်ဖြစ်တဲ့လလတ်မှုတရားမျှတမှုဒန်းတူညီများမှုကိုအာမခံပြီးငြိမ်းချမ်းတဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတိုင်းဥတီချီတက်နေရလို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဒေတာရင်းလူမှုနိုင်ငံရေးဖြစ်စဉ်များအပေါ်ယင်းနှီးပွင့်လင်းစွာဆွေးနွေးဖြေရှာကအနာဂတ်နိုင်ငံတော်အသစ်အတွက်စူးစီးညီညွတ်တဲ့နိုင်ငံရေးအခင်းကျင်းပြည်သူအုပ်ချုပ်ရေးနဲ့ပြည်သူဝန်ဆောင်မှုရန်နေရာတွေထူထောင်လည်ပတ်နိုင်စေရေးတို့ကိုကြိုးပမ်းနေတာကိုပြည်သူဗဟိုပြုပြီးပွင့်လင်းမြင့်တာမှုရှိသောကြိုးပမ်းအားထုတ်မှုများကိုအစဉ်တစိုက်ခိုင်မာစွာအပေးထောက်ခံကြောင်းကိုလည်းပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ပြည်သူအုပ်ချုပ်ရေးရန်ရာဖော်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူအကျိုးကိုပဲရှေ့ရှုပြီးလှုပ်ဆောင်ရမယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကတိုက်တွန်းခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ ပြည်သူ့အုပ်ချုပ်ရေးရန်နီယာဖော်ဆောင်မှုရဲ့လုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူ့အကျိုးကိုပဲရှေ့ရှုပြီးဝင်ကြီးဌာနအချင်းချင်းတေကြာစွာချိတ်ဆက်လှုပ်ဆောင်ရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဇွန်လ26ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုပဟိုကော်မတီအစည်းအဝေးမှာကြေညာခဲ့ပါတယ်။ ြည်သူ့အုပ်ချုပ်ရေးရန်နေရဖော်ဆောင်မှုမှာလိုက်နာရမယ့်စီမံစည်းကမ်းတွေကိုရန်နေရဆင်းဆင်းကတေချာစွာစောင့်ထိုင်းလိုက်နာပြီးဆောင်ရွက်ရမယ့်တာဝန်တွေအပေါ်မှာကြေပြွန်စွာလှုံ့ဆော်ဖို့လဲလိုသလိုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူ့အကျိုးကိုသာရှေးရှုလှုံ့ဆော်ကြရမယ်ဆိုတဲ့အသည့်လေးနဲ့ဝင်ကြီးဌာနအချင်းချင်းတေချာစွာချိတ်ဆက်လှုံ့ဆော်သွားကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဟာအားကောင်းတဲ့ ဒေတာတစ်ခုဖြစ်တဲ့သဂိုင်းဒေတာဟာဂျားကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုလွတ်တော်ခေါ်ယူပြီးအတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်ဆိုတာနဲ့သဂိုင်းဒေတာအတွင်းမှာရှိကြတဲ့ဒေါ်လာရင်းဖွဲ့စည်းတွေအခုလိုစုစုစည်းစည်းနဲ့လှုပ်ဆောင်နိုင်ကြတာဟာဒေါ်လာရင်းအတွက်များစွာအကျိုးရှိတဲ့ကိစ္စဖြစ်တယ်လို့ကြိုဆိုရလို့လည်းပြောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါရဲ့ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံမှာကလေးတွေငယ်များပေါ်ကျူးလို့နဲ့ ကြီးလေးတဲ့ချိုးဖောက်မှုတွေကိုကာကွယ်ဖို့နောက်တစ်ချိန်မပြတ်ကွက်ဖို့တာမတ်ကြီးဦးကျော်မိုးထွန်းကကုလမပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။လုံခြုံရေးကောင်စီနဲ့နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့မြန်မာနိုင်ငံမှာကလေးတွေငယ်များပေါ်ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှုများကိုကြိုတင်ကာကွယ်ရေးနဲ့ရပ်တန့်နိုင်မဲ့မဟာဗျူဟာတွေချမှတ်ရေးအတွက်မြန်မာပြည်သူတွေနဲ့ကလေးတငယ်များအပေါ်နောက်တစ်ကြိမ်မပြတ်ကွက်ဖို့အလေးထားတောင်းဆိုပြီးချက်ချင်းပြတ်သားစွာလှုပ်ဆောင်ပေးစေလိုတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှဇွန်25ရက်နဲ့26ရက်နေ့တွေမှာကျင်းပပြုလုပ်တဲ့ကလေးတငယ်များနဲ့နနက်ကင်ပြိပခဆိုင်ရာတကားဖွင့်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ဒီကနေ့အထိနေရဆုံးခွာသူ3.5တန်းကျော်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူတန်း20ကျော်ရှိပြီးအဲ့ဒီလိုအပ်နေသူများအနက်ကလေးငယ်6.3တန်းပါဝင်တယ်လို့ကလေးငယ်တွေနဲ့လက်နက်ကင်ပရိပခနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတွေ့အမှုချုပ်ရဲ့2024ခုနှစ်အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်အတွေ့အမှုချုပ်ရဲ့အစီရင်ခံစာမှာအကြံပြုထားတဲ့အချက်တွေကိုထပ်လောင်းတောက်ခံပြီးမြန်မာနိုင်ငံမှာကလေးငယ်များပေါ်ကျူးလွန်တဲ့ ကြီးလေးရဲ့ချိုးဖောက်မှုများကိုကြိုတင်ကာကွယ်ရင်းနဲ့ရပ်တန့်နိုင်မဲ့မဟာဗျူဟာတွေချမှတ်ရေးအတွက်အားပြည့်နိုင်ဖို့တာမတ်ကြီးကပြောကြားခဲ့ပါတယ်။လုံခြုံစိတ်ချရတဲ့အချိန်မီဖြစ်တဲ့အတားအဆီးမရှိတဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်နိုင်ဖို့နဲ့နိုင်ငံတကာအတိုင်းဝိုင်းဟာအကြက်ဖက်ဆဲအုပ်စုကလူသားစာနာအကူအညီများကိုနိုင်ငံရေးအရအသုံးချတာ ဆက်လက်နဲ့တဖွဲ့အတုံးချနေတာကိုသတိချက်ကအားထားယုံကြည်စိတ်ချရတဲ့ဒေသခံမိဖက်များနဲ့ပူပေါင်းဆောင်ရွက်ရေးကအလွန်ရေးကြီးရလို့လဲတန်မတ်ကြီးကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံရှိကလေးတငယ်များကိုအကာအကွယ်ပေးရအတွက်သာမကစစ်မှန်တဲ့နိုင်ငံရေးဆန္ဒရှိပြီးနိုင်ငံတကာတာဝန်ဝတ္တရားများကို ပြေဝစွာထမ်းရွက်ဖို့နဲ့မြန်မာပြည်သူများရဲ့အကျိုးစီးပွားကိုအမှန်တကယ်ဆောင်ကျဉ်းပေးနိုင်မဲ့ပုံမကောင်းမှုနဲ့မြန်မာနိုင်ငံဖြစ်စေဖို့ Federal Democracy တိဆောက်ရေးအတွက်ကြိုးပမ်းနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့တာအမတ်ကြီးကတိုက်တွန်းခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြဖတ်ဆိုးစုကလင်းနှစ်ကျော်အတွင်းမှာကလေးတငယ်နဲ့မျိုးသမီးများအပါအဝင်ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေစဉ်အတွင်းတည်ဆုံမှုဖြစ်စဉ်385မှုထိရှိခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင် အကြမ်းဖက်ဆဲအစုက၄နှစ်ကျော်ကာလအတွင်းမှာကလေးတငယ်နဲ့အမျိုးသမီးများအပါအဝင်ပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးပြီးစုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာတည်ဆုံမှုဖြစ်စဉ်385မှုအထိရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဇွန်လ26ရက်မှာကြာရောက်တဲ့ International Day in Support of Veteran of Torture နေ့မှာပြောကြားခဲ့ပါတယ်။ လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကကောက်ယူရရှိထားတဲ့အချက်အလက်များအရ2021ခုနှစ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်းအကြမ်းဖက်ဆဲအုပ်စုဟာကလေးသင်ငယ်များနဲ့အမျိုးသမီးများအပါအဝင်ပြည်သူများကိုဖမ်းဆီးစစ်ဆေးအကြမ်းဖက်ထိန်းသိမ်းကစုံစမ်းစစ်ဆေးမှလည်းအကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီးလူသေဆုံးသည့်အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါင်း385မှုရှိကြောင်းတွေ့ရှိရတယ်လို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ နိုင်ငံတကာဥပဒေအရအကြမ်းဖက်မှုကိုတရားဝင်ပြုလုပ်ဖို့ခွင့်မပြုထားပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းရန်ကြိုးပမ်းမှုပြီးနောက်အကြမ်းဖက်ဆဲအုပ်စုကပြည်သူများပေါ်နေစဉ်အကြမ်းဖက်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုများကိုဆက်လက်ပြုလုပ်နေရလို့ဆိုပါတယ်ညမလေးဆက်မှုကိုခန်းစားနေရတဲ့ပြည်သူတွေရဲ့အခြေအနေတွေကယခုအချိန်ထိရှိနေသေးပါပဲ။အကြမ်းဖက်ဆဲအုပ်စုကနေရာတိုင်းမှာနှိမ့်ဆက်ညှဉ်းပန်းမှုတွေလှုပ်ဆောင်နေရဲ။ကျူးလွန်ခံရသူတွေကချက်ချင်းလိုအပ်တဲ့ ကူညီမှုတွေလိုအပ်သလိုဒီလိုမျိုးနှိမ့်ဆက်ညှဉ်းပန်းမှုရဲ့ရလဒ်တွေကတမိုင်းတစ်လျှောက်မှာထိခိုက်နိုင်တဲ့အတွက်ပြန်လည်ကူစားပေးဖို့အရေးကြီးပါတယ်။နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့သူတွေကြုံတွေ့ရတဲ့စိတ်ပိုင်းရုပ်ပိုင်းနာကျင်မှုကိုကာကွယ်ဆောင်ရှောက်ပေးတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအစီအစဉ်တွေကျန်းမာရေးအကူအညီဆောင်ရှောက်မှုတွေလိုအပ်တယ်။ဒါအပြင်နောင်တာမျိုးမဖြစ်ဖို့အတွက်အကြမ်းဖက်စစ်တပ်အပါအဝင်နောင်တာမျိုးထပ်မဖြစ်ဖို့အတွက်ဥပဒေရေးရာအရနိုင်ငံတကာစံညုံစံညုံတွေနဲ့အညီပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။ အကြမ်းဖက်ဆဲအုပ်စုကအကြမ်းဖက်မှုတွေကိုမဟာဗျူဟာတစ်ခုလိုအသုံးပြုပြီးတော့ဆဲဆူးနှစ်များကြာစစ်ပွဲများတွင်လူနည်းစုလူမျိုးစုများအပါအဝင်ပြည်သူများအပေါ်အသုံးပြုခဲ့တဲ့အပြင်အရသာပြည်သူတွေအပေါ်မှာလည်းသူတို့ကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်နွယ်မှုရှိတဲ့တန်တရားနဲ့ဖမ်းဆီးတာစုံစမ်းစစ်ဆေးစဉ်အကြမ်းဖက်မှုမတရားသောပုံမှန်များတတ်တာနဲ့မမှန်ကန်သောထောက်နှံချမှတ်ခံရခြင်းတို့ကိုပြုလုပ်ခဲ့ပြုလုပ်ဆဲဖြစ်တယ်လို့ဆိုပါရယ်အကြမ်းဖက်ဆဲအုပ်စုကအကြမ်းဖက်မှုများကိုတရားဝင်မှုရှိစေရန်ပြုလုပ်နေတာကိုလည်းတွေ့ရှိနေပြီး နိုင်ငံတကာစာချုပ်များရအကြံဖတ်မှုကိုလုံဆောင်သူများတာမကခွင့်ပြုမိတ်ပြုသူများမှလည်းတာဝန်ရှိကြောင်းနဲ့ပြည်သူလူထုပေါ်အကြံဖတ်မှုတွေကကာကွယ်ဖို့နဲ့အကြံဖတ်သူများပြည်တံမှခင်းလို့ခွင့်မရှိစေရအတွက်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြံဖက်စက်ကောင်စီထံဆက်လျင်များအပါအဝင်ဆက်လက်နက်များရောင်းချထောက်ပံ့တဲ့တရုတ်ဆက်လက်နက်ကုမ္ပဏီကြီး AVIC မှယင်းနှိမ့်ညွန့်မှုတွေကို Airbus ရုပ်သိမ်းခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ ကမ္ဘာတဝန်းလှုပ်ရှားတောင်းဆိုမှုတွေကြောင့်တရုတ်ဆက်လက်နက်ကုမ္ပဏီကြီး AVIC မှယင်းသည့်မြုပ်နှံမှုတွေကို Airbus ရုပ်သိမ်းလိုက်ခြင်းကအောင်ပွဲတရဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ AVIC ဟာမြန်မာဂျပ်ဖက်ဆေးအုပ်စုထံလေကြောင်းတိုက်ခိုက်မှုတွေမှာအသုံးပြုတဲ့စစ်လေယာဉ်များအပါအဝင်ဆက်လက်နက်များရောင်းချထောက်ပံ့တဲ့ကုမ္ပဏီဖြစ်ပြီးဂျပ်ဖက်ဆေးအုပ်စုအနေနဲ့ ်စီးပွားရေးလုပ်ငန်းတွေကိုရပ်တန့်စေရအတွက် Aviation Industry Corporation of China AVIC အပေါ်အောက်စာလွှမ်းမိုးနိုင်မှုကိုအသုံးပြုဖို့သို့မဟုတ်ပါက AVIC မှယင်းနှမြုံနယ်မှုတွေကိုရုပ်သိမ်းဖို့တောင်းဆိုခဲ့ကြပါတယ်အဲ့လိုကဘာတဝမ်းမှအရက်ဖက်ဖွဲ့စည်းတွေတပိတ်ဖွဲ့တွေကုံတွယ်ရေးတမကများနဲ့လူပုဂ္ဂိုလ်တွေရဲ့ကြီးမားတဲ့ဖိအားပေးမှုများရှိလာပြီးနောက် Airbus ကုမ္ပဏီကတရုတ်ဆက်လက်နက်ကုမ္ပဏီ AV China ထံမှယင်းနှမြုံနယ်မှုတွေရုပ်သိမ်းလိုက်တာဖြစ်ပါတယ် ဒါဟာရဆက်ကြံကြုံမှုကြီးများအတွက်လောင်စာဖြစ်ကူညီခြင်းကြောင့်အကျိုးဆက်တွေရှိလာမှာဖြစ်ကြောင်း AVIC နဲ့တရုတ်ဆိုရအတွက်သတိပေးချက်တရက်ဖြစ်သလို EVS ရဲ့ယင်းနှမြုံနံမှုရုံသိမ်းခြင်းကကြီးမားတဲ့အောင်ပွဲတရက်ဖြစ်တော့လဲတိုက်ပွဲတီကမပြီးသေးဘူးလို့ Justice for Myanmar ကဖော်ပြခဲ့ပါတယ်တရုတ်နိုင်ငံကမြန်မာအကြမ်းဖက်ဆက်တဲ့အတွက်ဆက်လက်နံများစစ်ဘက်အရက်ဖက်နှမျိုးသုံးပစ္စည်းများဤပညာနဲ့လေးကျင့်တင်ကြားမှုများကိုထောက်ပံ့ပေးအပ်နေတဲ့အဓိကနိုင်ငံဖြစ်ရှိနေသေးပြီး အဲ့လိုကြံရပါမှုကိုအဆုံးသတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖတ်ဆဲအုပ်စုကြောင့်၄နှစ်ကျော်အတွင်းမှာလူငယ်2382ဦးတည်ဆုံးခဲ့ပြီးသခိုင်းနိုင်ငံတည်ဆုံးမှုအများဆုံးဖြစ်နေတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ အကြံဖတ်စစ်တပ်ကမတရားအာဏာယူယူဖို့ကြိုးပမ်းခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2025ခုနှစ်ဧပြီ30ရက်အထိ၄နှစ်ကျော်အတွင်းမှာအကြံဖတ်စစ်တပ်ကြောင့်လူငယ်2381ဦးသေဆုံးပြီးအဲ့ဒီထဲမှာသခိုင်းတိုင်းကသေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသငယ်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ကြောင့်2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကနေ2025ခုနှစ်ဧပြီ30ရက်အထိလင်းနေကျော်အတွင်ပြည်သူ6488ဦးသေဆုံးခဲ့ရတာဖြစ်ပြီးအဲ့ဒီထဲမှာလူငယ်2381ဦးပါဝင်ပြီးလင်းနေကျော်အတွင်သေဆုံးသူ6488ဦးမှာလူငယ်သေဆုံးမှုက25ဒသမ100ခန့်လုံးအထိရှိနေတယ်လို့ဖော်ပြထားပါတယ်။လူငယ်သေဆုံးမှုကိုနှင်းလိုက်ကြည့်မယ်ဆိုရင်2021ခုနှစ်မှာ 683ဦး2022ခုနှစ်မှာ426ဦး2023ခုနှစ်မှာ969ဦး2024ခုနှစ်မှာ956ဦးနဲ့2025ခုနှစ်ရဲ့လေးလတာအတွင်းမှာ119ဦးထိတည်ဆုံးခဲ့ရတာဖြစ်တယ်လို့သိရှိရပါတယ်တိုင်းနယ်ပြည်နယ်လိုက်တည်ဆုံမှုကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းကတည်ဆုံမှုအများဆုံးဖြစ်ခဲ့ရပြီးဒုတိယမှာမန္တလေးတိုင်းတတိယမှာရခိုင်နဲ့စတုတ္ထမှာရန်ကုန်တိုင်းတို့ဖြစ်တာကိုတွေ့ရပါတယ် လူငယ်တေဆုံးမှုအရေအတွက်ဖြစ်တဲ့2381ဦးမှာယောက်ျားလေးတေဆုံးမှုက88.1%ခိုင်နှုန်းမိန်းကလေးတေဆုံးမှုက2.500ခိုင်နှုန်းနဲ့ကြားမမဖော်ပြနိုင်ပေတေဆုံးမှုက3.4%ခိုင်နှုန်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကအကြံဖတ်စစ်ကောင်စီစခန်းကိုကိုကိုတပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့ပြီးရဲအုပ်တအူအပါအဝင်စစ်သုံးပန်း3ဦးဖမ်းဆီးထားတဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်မန္တလေးအမြန်လန်ဟောင်းပေါ်ကအကြံဖက်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခတ်ရာအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံနေတေဆုံးခဲ့ပြီးရဲအုပ်တအုပ်အပါအဝင်73မှန်း3ဦးကိုဖမ်းမိထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေယုံချုပ်ကဇွန်လ25ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြူးမြို့နယ်အတွင်း ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိအကြံဖက်စစ်ကောင်စီတပ်ဖွဲ့၏အခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှင့်ကုတ်ကဲမှုအောက်ရှိတပ်တွေနဲ့ကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေကဇွန်လ25ရက်မနက်စောပိုင်းမှာတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုကြောင့်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တအုပ်အပါအဝင်စစ်သုံးဖန်း၃ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါဗျ။ တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခဲယမ်းတွေစစ်တမ်းပြည့်စည်အမြောက်များကိုလည်းတင်းစီရရှိခဲ့သလိုတော်လိုင်းရဲတပ်ဖွဲ့များဘက်မှရဲဘော်တအူကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုတွေကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုဗျူဟာ၂၄ငကနီစစ်ကြောင်းအာနာဝကတပ်ရင်းအမှတ်353တရုံတပ်ရင်းဖြူပါကာဖဗျူဟာ၂၅အမှတ်303တရုံတပ်ရင်း Sabrin Warrior Gulan KNLA တရင်ကိုဗျူဟာ၂၆ တော်ဝင်ထောင်တက်ရင်တော်ကြီးကန်းတက်ရင်တို့ပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်ကတော့သခိုင်းငလီကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း620ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ900ကျော်သေဆုံးခဲ့တဲ့တင်မဲ့ဖြစ်ပါတယ်ရှင်။ စကိုင်းကလေးကြီးလှုပ်ခတ်ပြီးနောက်မှာဂျပန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း622ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ900အဦးအထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဂျပန်စစ်တပ်ကမလ28ရက်ကနေဇွန်လ20ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း622ကြိမ်အထိပြုလုပ်ခဲ့ရပြည်သူ900တဦးသေဆုံးပြီး1059ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြခဲ့ကြတာပါ။ တေဆောင်ရသူပြည်သူ900တအုပ်ထဲမှာအသက်18နှစ်ရောက်ကလေးငယ်86ဦးပါဝင်ပြီးအသက်18နှစ်အထက်က164ဦးဖြစ်ကာကျန်262ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။ဒါ့အပြင်ဒဏ်ရာရရှိသူ1059ဦးထဲမှာအသက်18နှစ်ရောက်212ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်240ဦးဖြစ်ကာကျန်605ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့သခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု142ဦးတေပြီး 344ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု29ကြိမ်အတွင်း19ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု89ကြိမ်အတွင်း42ဦးသေပြီး88ဦးဒဏ်ရာရကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု23ကြိမ်အတွင်း59ဦးသေပြီး68ဦးဒဏ်ရာရ မန္တလေးမှာလေကြောင်းတိုက်ခိုက်မှု168ကြိမ်အတွင်း109ဦးသေပြီး218ဦးဒဏ်ရာရရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု30ကြိမ်အတွင်း10ဦးသေပြီး19ဦးဒဏ်ရာနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း29ဦးသေပြီး83ဦးဒဏ်ရာခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ကီနီပြည်မှာလေကြောင်းတိုက်ခိုက်မှု9ကြိမ်အတွင်း11ဦးသေပြီး15ဦးဒဏ်ရာပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု38ကြိမ်အတွင်း30ဦးသေပြီး55ဦးဒဏ်ရာကရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု40ကြိမ်အတွင်း 22ဦးသေပြီး69ဦးဒဏ်ရာအေရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု16ကြိမ်အတွင်း3ဦးသေပြီး1ဦးဒဏ်ရာတနင်္သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း9ဦးသေပြီး10ဦးဒဏ်ရာနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်အတွင်း2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်ခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့ငါတော့ဂျမ်ဖက်စစ်ကောင်စီကဗတရားဖမ်းဆီးထောင်ချခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအချင်းထောင်ထဲမှာတည်ဆုံခဲ့တဲ့တဲ့ငါဖြစ်ပါရဲ့ရှင်။ မင်္ဂလာတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဂျပန်စစ်ကောင်စီရဲ့အုပ်ဘုတ်အကျဉ်းထောင်ထဲမှာအကျဉ်းချခံထားရစဉ်ကြာဆုံးသွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ28ရက်နေ့မှာအုပ်ဘုတ်ထောင်အတွင်းအကျဉ်းချခံထားရတဲ့မင်္ဂလာတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာအသက်69နှစ်ပန်းနိုင်ရင်ကျက်ယောဂါနဲ့အမောဖောက်ယောဂါတွေကြောင့်ကြာဆုံးသွားခဲ့ရတာလို့ PPNM ကဖော်ပြထားပါတယ်။ ဇွန်လ28ရက်နေ့မနက်9နာရီမှာဦးအောင်ကျော်ဟူဟာရုတ်တရက်အမောဖောက်လာတာကြောင့်ထောင်စင်းရုံကိုပို့ဆောင်ခဲ့ရနိုင်ပိုင်းအကြမှာပဲဆုံးပါတွက်ခဲ့ရခြင်းဖြစ်ပြီးဦးအောင်ကျော်ဦးဟာဂျမမာရီအခြေအနေရအရေးပေါ်ဖြစ်နေတဲ့အချိန်မှာပြပစေးရုံကိုအချိန်မီစစ်ကူတမှုမခံယူနိုင်လို့ကြာဆုံးသွားရခြင်းဖြစ်တယ်လို့ PPMN ကတောက်ချက်ချထားပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့တရေကြေကျုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။